အထက်ဆိုင်ကိုဝင်ခိုးတဲ့အထက်တစ်ခုမင်္ဂလာပါ။အော်ဒီယိုဘိုင်းစောင်းနိုင်ငံနဲ့ကြိုးဆိုပါရစေ။ဒီတစ်ခါမှာတော့အထက်ဆိုင်ကိုဝင်ခိုးတဲ့အထက်တစ်ခုအမှုနှစ်ခုကိုတင်ပြပေးမှာဖြစ်ပါတယ်။ပထမတစ်ခုကယောက်ျားလေးချင်းနှစ်ယောက်လာခိုးတာ။ဒုတိယတစ်ခုကတော့လင်မယားနှစ်ယောက်လာတာ။ဒုတိယလင်မယားနှစ်ယောက်ကတော့ CCTV ကနေစာရှင်ဖြစ်တဲ့အမားကြည့်နေတဲ့အတွက်ပါမသွားပါဘူး။အစားဆုံးကြည့်ရှုပေးကြပါအောင်ခင်ဗျာ။ ပထမပတိကတော့တန်လင်းကြောက်တန်းဘက်ကပါတန်လင်းကြောက်တန်းလမ်းမကြီးဂိတ်သစ်မှတ်တိုင်ဒီကြောက်တန်းကလို့သိရပါတယ်။ယောက်ျားလေးအဝတ်တွေကြီးတီးတန့်ရောင်နဲ့ Power Fashion Store မှာဖြစ်သွားတာပါ။အဲဒီဗီဒီယိုမှာတော့သူပြောထားတဲ့အတိုင်းပဲဖွင့်ပြပေးပါတော့မယ်။ခိုးတော့မှနှခါပြန်ခိုးတော့ပြန်ကြည့်အဲဒါပထမတစ်ခါပထမတစ်ခါကသူအဲ့မှာအဲပစိုးတွေကိုစီးလိုက်ပဲ။ကျိုင်းကြောင်ညက်တယ်။အဲ ာလေတယောက်ကဟိုမှာဝင်တော့အအောင်တော့လောတာလားအဲဘာလို့ခိုးခိုင်းရတယ်မေးမေးဘာဖြစ်လို့လဲဝင်လိုက်ညံ့လို့လားသမဟုတ်ဘူးဆက်ရှင်ညံ့တာအဲ့တော့ဝင်နိုင်ရင်ဟာလေးနဲနေတဲ့ချိန်ပေါ့ဝင်နိုင်ရင်နဲနေတဲ့ချိန်နားလည်းလူကနားနေတဲ့ချိန်ဆိုတော့အဲ့မှာဟိုဝင်နိုင်လေးကောင်မလေးတယောက်တည်းဖြစ်နေနေခင်မတယောက်တည်းဖြစ်နေတဲ့ချိန်ကိုဝင်မှတာအဲ့ကောင်အဲ့ကောင်နှစ်ကောင်ကျွန်တော်ဗီဒီယိုဆုံးမှလည်းဓာတ်ပုံလေးတင်နာပေးမယ်ဘယ်သူပဲဝါဆိုတာသိအောင်နော်ဘာတခါကျရင်ဟို ယုံနေကြောင်းနေထင်တာပြမျက်နှာဆင်ရတာကကြာရင်အားကြောင့်ပို့အဲပရမတ်တခါမလာပြဝိုင်းနော်ကြံသေးတယ်ဒုတိယတခါရှိသေးတယ်စက်ကြည့်တာဒုတိယတခါကျတော့ခေါင်းနဲ့အဲတော့လက်ရဲဝိုင်းသိလားတမအရန်လွယ်နေခါကျတော့မသိ EC ပဲအာလက်ကင်ပြီးတော့မှညပ်လိုက်တာမကလေးလေးကိုဘောင်ချောက်ဖွင့်ခိုင်းတာဗျာဘောင်ချောက်ဖွင့်တော့ကလေးရတယ်ခေါင်းကုန်ရေးနေရတာပြီးတော့ကွယ်လဲကွယ်ပေးတယ်ဆိုတော့ကလေးမှလည်းဘလို့မှမမြင်ဘူးမမြင်တာလည်းကောင်းပါတယ်ဒီပြန်တော့တန်တက်ဟိုမှာအဲကောင်းပြီ ခိုးဝါတာတော့မြင်ပြီဆိုတော့သူတို့အိုက်ကောင်နှစ်ယောက်ရဲ့ကျွန်တော်ဒီကိုနေခံထားနေကြံလက္ခဏာပုံစံလေးတွေကိုနောက်လူတွေသတိထားလို့ရအောင်ကျွန်တော်တင်ပေးမယ်ဒီမှာကြည့်ပါဦးအာဒီမှာဒါတကောင်နော်သူ့ရဲ့ဒီဇိုင်းကလာနေတာဒါမျိုးအာဒါမျက်နှာပေါက်တွေပါရယ်နော်အဲလက်မတွေလက်မတွေခြေထောက်တွေမှာတက်တူးတွေရှိရယ်နော်ပုံစံတွေကတော့ကိုလိုလိုပဲ shaky man တွေပဲဒီပြန်တော့ အာ6လပိုင်းဆိုပြုတ်ပြတ်တက်လိုက်သေးတယ်သူအာโอเคဒါသူ့ရဲ့ဒီဇိုင်းနော်ကဲနောက်တော့ရဲ့ဒီဇိုင်းကလာနေကြတယ်ဒီမှာအာသူအဲလာလာထွက်နေတာတတူးတတူးသမားကြီးအားနာပါလားဗျာနော်တတူးကြီးကတော့ပြည့်ပဲအဲဒီကောင်မင်းသားပေါ့အဲမင်းသားမင်းသားလာပြီမင်းသားမင်းသားအာအမေမာရုပ်ကိုကြည့်ပါရုပ်ကိုကြည့်ပါနော်နောက်လူဒီကားသတိထားအောင်ရုပ်ကိုကြည့်ပါโอเคကျေးဇူးပါဗျာ ဒါကပထမယောက်ျားလေးနှစ်ယောက်ခိုးတဲ့တခိုးဖြစ်ပါတယ်။အခုဆက်လက်ပြီးလင်မယားနှစ်ယောက်အထယ်ဆိုင်ဝင်ခိုးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဆိုင်ကယ်အုပ်ထုပ်ဆောင်ထားတဲ့လင်မယားနှစ်ယောက်ပေါ့နော်။သူတို့ကလင်မယားနှစ်ယောက်လုံးလာခိုးတယ်မှာဒီကောင်မကအဲဟိုကြည့်ကြည့်ကြည့်ပြီးတော့မှ ထမိန်ကြားမှာအထယ်လေးဖွက်လိုက်ပါတယ်။ကဲဒါထမိန်အောက်ကို ထက်ပြီးတော့ခိုးပြီးသွားပါပြီနောက်တစ်ခါထပ်ခိုးมาပါဒါဟိုးနောက်มาလဲတယောက်ရှိရေပေါ့เนาะသူတို့နှစ်ယောက်ကိုပြန်ပေးနေတာတယောက်ပါ ကဲဒါဟိုဒီဘက်ကထဲလေးတွေယူပေးရင်းနဲ့အဲဒါကောင်တာရှေ့ကိုသွားချပါတယ်ကောင်မလေးရှေ့အနီကိုချပြီးတော့မှအဲအကြဖြစ်တဲ့လူကကောင်မလေးကိုအလုံးရှုပ်အောင် မေးနေတယ်ပြနေတယ်မာမိမဖြစ်တဲ့လူကခောက်ပြီးတော့မှဈာညာတဲ့အင်ကြီးအောက်ထဲညှက်လိုက်ပါတယ်ပြပြနေကြခိုးသွားတာအဲခုစပါပြီ

ထုတ်ခြင်းမဖြစ်ပါတယ်။မဆိုင်ညာဟောထုတ်ပြီးတော့တင်လိုက်ပါပြီ။အဲစကားတွေပြောနေရင်လည်းဟိုစကားတွေပြောနေရင်လည်းဟိုဘက်လှည့်ပြီးတော့မှထမိန်ကြားဟောထုတ်ပြီးတော့တင်လိုက်ပါတယ်။ဒါသခိုးမခိုးထားတာသူဘလို့တင်လိုက်တယ်လဲဆိုတာကိုအသေးစိတ်ပြန်လဲတင်ပြပေးခြင်းဖြစ်ပါတယ်။ဆိုင်ရှင်ဘက်ကနည်းနည်းလို့ထွားတာကအရင်ဆုံးသူဒီကောင်တာနဲ့ခပ်ဝဲဝဲမှာထားပြီးတော့ အမေးရဖမ်းတယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အခုဟာလည်းပဲဒါတခြားဆိုင်တွေထက်ဆိုင်တော့ပစ္စည်းပါမသွားဘူးသူတို့ကလည်းတခိုးဆိုပြီးတော့ဒါပြောလိုက်နေတဲ့အတွက်မစိုးဘူးလို့ပဲပြောရမှာပါဒီဗီဒီယိုကတော့ဘယ်မှာဖြစ်ခဲ့ရလဲတော့မသိရဘူးပေါ့နော်ကျွန်တော်ငိုရင်းဗီဒီယိုတင်တဲ့နေရာကိုကျွန်တော်ရှာမတွေ့တဲ့အတွက်ဘယ်မှာဖြစ်ပွားခဲ့တဲ့ဗီဒီယိုမှကျွန်တော်မသိပါဘူးတက်ဆင်တက်ဆင်ပြီးပြန်တင်ကြတာများတဲ့အတွက် ဒါတဆင့်တင်တဲ့လူစီကနေပဲကျွန်တော်ယူပြီးတော့ပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ဒါ CCTV တက်ထားတဲ့ကောင်းကျိုး CCTV တက်ထားပြီးတော့လူကိုယ်တိုင်စောင့်ကြည့်နေတဲ့ကောင်းကျိုးပါဒါပေမဲ့လည်းအတော်ရောဆိုင်နေရ CCTV တက်နိုင်ပေမဲ့ CCTV ကိုလူတယောက်အမြဲစောင့်ကြည့်ဖို့ငှားမထားနိုင်တော့ဒါပါသွားမှ CCTV ပြန်ကြည့်ရတဲ့အနေထားတွေများနေတာပါဒီလိုမျိုးဆိုင်ရှင်က နောက်ကနေကြည်ပေးရဆိုရင်တော့တခိုးတွေဟာလွယ်လွယ်နဲ့ခိုးလို့ရမှာမဟုတ်တော့ပါဘူးအဆုံးထိအောင် ကြည့်ရှုပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ